ားလုံးနဲ့မင်္ဂလာမြတ်ဘောရဲ့စီချန်နယ်ပြန်လည်ပြောကြိုလိုက်ပါရစေ။ဒီနေ့ဒီကဘူးရဲ့နောက်ဆုံးရကြောင်းရှိသတင်းလေးနဲ့ပတ်သက်ပြီးတော့လာရောက်ဆွေးနွေးခြင်းဖြစ်ပါရစေ။ကျွန်တော်တို့ဒီကဘူးသင်ရတော့နောက်ထပ်ဒီသတင်းတစ်ခုထပ်ပြီးတော့ထွက်လာတယ်ပေါ့နော်။ဒီကျွန်တော်တို့ဒီပြည်ကြီးအာလီစလော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြင်တစ်ကိုသွားပြီးတော့ပေါ့နော်။လိုင်ယွန်ရဲ့ကစားသမားလေးဖြစ်တဲ့ဒါလိုင်ယွန်ကယ်တမီရရင်ထွက်လာတဲ့ကစားသမားလေးကိုချာတီရိုင်ယန်ချာတီလို့ခေါ်သူ့နာမည်ကတော့ ဒီယာဒီမှာဆိုရင် lion တွက်တာပွဲစဉ်40နဲ့ဒီပရိုဒတာပြီးတော့သူ့ရဲ့ထူးခြားချက်ကကျော်16ပဲတွင်းတော့ဘိုးကျိတ်20တောင်မှယာဒီမှာဖန်တီးထားရလဲဖြစ်ပါတယ်အသက်ကတော့20နဲ့တနည်းရွယ်ပဲရှိတယ်ဒီသားသမားလေးကဆိုလို့ရှိရင်ကျော်တို့အရင်နမယ်ထွက်နေတာကျော် CD နဲ့နမယ်ထွက်နေတာလည်းဖြစ်ပါတယ် CD နဲ့နမယ်ထွက်ပြီးတော့ဒီနေ့ဘပိုးတွေရဆိုလို့ရှိရင်ကျော်တို့ဒါ မဆီဆိုင်ဘက်ကသတင်းဌာနတခုကြည့်တဲ့အီချိုကနေတော့တင်လာရတယ်ဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်သူတင်လာတဲ့သတင်းထဲမှာဆိုရီးယားအာလီဆလော့ကိုတိုင်ကျင်သစ်ထိသွားပြီးတော့လန်ကစားသမားလေးနဲ့စကားပြောဆိုဆွေးနွေးမှုတွေရှိတယ်ဆိုပြီးတော့လည်းကျွန်တော်သိရပါတယ်အဲ့တော့ဇလန်ကတော့နည်းနည်းတော့ရှုပ်ရှုပ်ကုန်ပေါ့နော်လီဗာပူးကအကောင်လုံးနဲ့ပတ်ပြီးတော့သတင်းတွေထွက်လာဒီကစားသမားလေးရဆိုလို့ရှိရင်သူ့ရဲ့အဓိကပိုဇရှင်နေရာ၄နေရာလောက်ကစားနိုင်ပြီးတော့သူ့ရဲ့အဓိကကစားနိုင်ကစားတဲ့အဓိကနေရာကတော့ကျွန်တော် ဟိုပါတော့ညာတောင်မန်ကစားသမားလေးလည်းဖြစ်ပါတယ်အဲ့တော့ညာတောင်မန်ကစားသမားလေးဖြစ်ပေမဲ့သူကကျွန်တော်တို့ဒီ ANCN ပြင်နောက်ပြီးတော့ဒီစိုက်ကနေရာတွေမှာလည်းအထောင်တိုက်စစ်မှုနေရာတွေမှာလည်းကစားနိုင်တဲ့ပလေယာဖြစ်တယ်လို့သူကဆွဲဆုံးတုံးလို့ရတဲ့ကစားသမားတုံးလည်းဖြစ်ပြီးတော့ကျွန်တော်ဘရိုတို့သတိထားမိလားမသိဘူးဒီအာဒီမာပေါ့နော်ကျွန်တော်ဒီပါဘူးအတင်းကစိတ်ဝင်စားတဲ့ကစားသမားတွေကတော်တော်များများပါတော့ကျွန်တော်တို့9ရောက်လောက်စိတ်ဝင်စားလို့ရှိရင် လေးယောက်လောက်ကဆိုလို့ရှိရင်ကျွန်တော်တနေရာတည်းကစားတဲ့ပလီယာတွေမဟုတ်ပဲねကျွန်တော်အနည်းဆုံး3လေးနေရာလောက်2နေရာ3နေရာလောက်ဒီ3လို့ရတဲ့ကစားသမားတွေလီဗာပူးကဒါစတိုက်နာမည်ထွက်လာပြီးအခုဒီတတင်းရဆိုလို့ရှိရင်ကျွန်တော်တို့လီဗာပူးအတင်းရပေါ့နော်အခုလက်ရှိစိတ်ဝင်စားနေတဲ့ကျွန်တော်တို့နာမည်ထွက်နေတဲ့ Foreign Wick နဲ့ဒီအပြောင်းအရွှေ့ကိစ္စပေါ့နော်လက်ရှိတော့ဆက်လက်ပြီးတော့ညီနိုင်ဆွေးနွေးနေစေဖြစ်ပြီးတော့တကယ်လို့ဒါ ီသတင်းမှာပေါ်ပြထားတာခေါညာဝတ်နဲ့အဆင်မပြေခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒုတိယ plan B နေနဲ့ပေါ့နော်ဒီကစားသမားလေးကိုဒီကဘူးတင်ရစိတ်ဝင်စားရတာလည်းဖြစ်ပါတယ်။သူကဆိုလို့ရှိရင်နေရာတော့ကုန်းလို့ရတဲ့ကစားသမားတူဖြစ်တယ်လို့ဒီအစီမှာဆိုလို့ရှိရင် Lion Trap ဒါပွဲ40ဒီပွဲကစားပြီးတော့ကျွန်တော်တို့စေဘူးသွင်းဂိုး20ဖန်တီးထားပါတော့ဂိုးပောင်ပတ်သက်မှုဆိုလို့ရှိရင်30ကျိလို့ထားတယ်ပြရပါတယ်။အတိုက်ရအဖြစ်ဒါ20နဲ့တစ်နှစ်ပဲရှိရသူရဲ့ အခုကာလာပေါက်ကြီးရတော့ကျွန်တော်ယူတန်း30ပေါ့နော်အော်ယူတန်း30ဝင်းကျင်လောက်ပဲရှိရလို့ကျွန်တော်သတင်းတွေမှာပေါ်ပြထားရတယ်တွေ့ရပါတယ်အဲ့တော့သူ့အနေနဲ့ကလည်းဒီ Lion တင်းမှာပေါ့နော်နောက်တစ်နှစ်ပဲစာရုပ်ရှိရတာလည်းဖြစ်ပါဒီ2026တစ်နှစ်ပဲသူ့အနေနဲ့စာရုပ်တက်တန်းရှိရတာပဲဖြစ်ပြီးတော့တကယ်လို့ Lion တင်းကသူ့ဒီရာဒီမှာမရောဆိုလို့ရှင်နောက်ရာဒီမှာဆိုလို့အလွတ်နဲ့ပြေးရမှာလည်းဖြစ်လို့သူ့ကိုဆိုလို့ရှင်ကျွန်တော်အသိကြီးတော်တော်များများ မျက်စိကြနေတာလည်းဖြစ်ပါတယ်ဒီယာဘီဥရောပလိမှဥရောပယူရိုပါလိမှဆိုလို့ရှိရင်သူ့အနေနဲ့ကအမှန်ကန်စွမ်းဆောင်မှုကိုကြီးလုပ်ထားတဲ့အတွက်အသိကြီးတော်တော်များများရဲ့ဒါစိတ်ဝင်စားမှုကိုခံခံရလည်းဖြစ်ပြီးတော့ပထမတော့ကျွန်တော်တို့ဒါစီးတင်းနဲ့နာမည်ထွက်လာတာဖြစ်ပါတယ်စီးတင်းနဲ့နာမည်ထွက်ပြီးတော့မှကျွန်တော်တို့ခုလက်ရှိဒါဒီပါဘူးတင်းနဲ့နာမည်ထွက်လာဖြစ်ပြီးတော့ဒီပါဘူးတင်းရဲ့ဒီပြဒီပြရဲ့အာဒီစလော့ကိုတိုင်းသာသမားနဲ့ဒါတွေ့တွေ့မှုတပြင်းတစ်ထီကိုသွားပြီးတော့ဒါ တွားရောက်ပြီးတော့တွေးဆောင်နေဆိုပြီးတော့ကျွန်တော်တို့ဒါအီချိုသတင်းဌာနမှာဖော်ပြထားတာတွေ့ရပါတယ်အဲ့တော့ဒီသတင်းကတော့ကျွန်တော်တို့လောလောဆယ်မှာတော့ဟိုကောလာဟာလာပဲရှိသေးရဲ့ဆိုပေမဲ့ကျွန်တော်တို့ဒါဘာမှတော့ယတိပြက်ပြောလို့တော့မညာဘူးပေါ့နော်ကျွန်တော်လီဗာပူးတင်းကလည်းလက်ရှိဒီပေါ်ရန်ဝင်းတဲ့သတင်းကလည်းတော်တော်ကြီးကိုကျွန်တော်တို့ကစားသမားကလည်းလာကျင်တယ်လီဗာပူးတင်းကလည်းခေါ်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုးပေါ့နော်အတင်းဘက်ကကျွန်တော်တို့တို့လွတ်ကျင်တဲ့ကြောင်းရှိကြီးကိုမညာလို့ဈေးကိုင်းနေတာနဲ့ပတ်သက်ပြီးနောက်ပြီးတော့အခုနောက်ထပ်သတင်းတစ်ခု ဒါပေါ်ပြလာတာကျွန်တော်တို့တွေ့တာသူ့အနေနဲ့ဒါဒီဘာဘူးတင်ရောက်လို့ရှိရင်ကျွန်တော်တို့ဒါနံပါတ်30ဝစ်ချင်တယ်ဆိုပြီးတော့လည်းပြောဆိုလာတာတွေလည်းကျွန်တော်တို့ဒါကပို့တွေမှာတွေ့ရတယ်ပေါ့နော်တရင်ထားတာချို့မှာတွေ့ရတဲ့အတွက်ကျွန်တော်တို့နည်းနည်းတော့ရှုပ်ရှုပ်နေပြီလို့ထင်တယ်ပေါ့နော်ဒါကကစားသမားကလည်းကျွန်တော်တို့ဒါလောလောဆယ်မှာဒါအလာခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘာဘူးတင်ပတ်လည်းခေါ်တယ်လက်ရှိဒါဒီဘာကူစင်ကဈေးကင်နေတာဖြစ်ပြီးတော့ ီပြောင်းရှင်းမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ဒုတိယ plan B နေနဲ့ဒီလိုင်းရုံကစားသမားလေးပေါ့နော်တောင်းပန်ကစားသမားလေးကျွန်တော်တို့ကွင်းလဲရောဖြဲတုံဒီနေရာတော့တုံးလို့ရတယ်ပေါ့အဲ့ဒီကစားသမားလေးကိုဘောင်တင်ရဆိုင်ဝင်သားလေးရလဲဖြစ်တယ်ဆိုပြီးတော့ဒီဘပိုးလေးကတီးရပါတယ်သူနာမည်ကတော့ကျွန်တော်တို့လိုင်းရချတီလို့ခေါ်ပါတယ်အသက်အဖြစ်20နဲ့တစ်နှစ်ပဲရှိပါသေးတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီဘပိုးတင်ရဆိုလို့ရှိရင်ကျွန်တော်တို့ဒါ ကုနာတီနဲ့ပေါ့နော်2020ခုမှာစာရုပ်သက်တမ်းကုန်ဆုံးတော့မဲ့တာကုနာတီကိုစာရုပ်သက်တမ်းတိုးဖို့အတွက်ကျွန်တော်သူ့ရဲ့ engine နဲ့တွဲဆုံမှုတွေပြုလုပ်နေပြီးတော့လက်ရှိချိန်ကြီးဘာမှမပြည့်ရသေးလို့သတင်းထုတ်ပြန်ထားပါတယ် GM ထွက်ကလည်းကျွန်တော်တို့ Arizona အနုပုံစံအတိုင်းပဲပေါ့နော်ဒါကုနာတီကိုချင်းကပ်မှုတွေပြုလုပ်နေပြီးတော့သူတို့အနေနဲ့ဒါအလွတ်နဲ့ ဟိုခေါ်ယူဖို့အတွက်တို့ကြံစည်နေရဖြစ်ပြီးတော့ခုနတည်းကိုရင်းမထွက်သင်တင်နေမှုပဲねကျွန်တော် PSG တင်းကလည်းစိတ်ဝင်စားနေရဖြစ်ပြီးတော့လီဗာပူးတင်းဘက်ကတော့တကယ်လို့ဒါခုနတည်းဒါစာချုပ်တက်တယ်မတိုးတော့ဆိုလို့ရှိရင်ဒီနေရာဒီမှာရောင်းချနိုင်ပွဲရှိပါတယ်သူတို့အနေနဲ့ဒီဘူးတင်းအနေနဲ့ရဇနာအာနိုလိုပုံစံမျိုးထပ်ပြီးတော့အဖြစ်မခံတော့ဘူးဆိုပြီးတော့လည်းတင်းနေရပိုးတွေမှာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီရတော့ကျွန်တော်ဂုံဆင်းဖို့ပဲချောင်းနေရလီဗာပူးတင်းမှာနည်းနည်းတောက်ပလာတဲ့ကစားသမားကြီးဆိုလို့ရှိရင်ကျွန်တော်တို့အလွတ်နဲ့ ခေါ်မှုပဲချောင်းနေတာလည်းဖြစ်ပါတယ်အဲ့တော့သူဒီလိုမျိုး PSG တို့ရီယယ်တို့ကကိုနာတေးကိုခေါ်မယ်ဆိုပြီးတော့နာမည်တွေသတင်းတွေတွင်လိုက်တဲ့အခါမှာတော့ကိုနာတေးအနေနဲ့ဒါဒီလိုမျိုးသူနဲ့စာချုပ်သက်တမ်းတိုးမယ်ကိစ္စမှာလာစာသူ့အနေနဲ့ပို့ပြီးတော့ဒါတောင်းနေတာဖြစ်ပြီးတော့ဒီလာစာကိစ္စကိုညှိနေတာလည်းဖြစ်ပါတယ်အဲ့တော့လာစာကတော့ဒီလိုမျိုးသင်ဘက်ကတော့သူ့တန်ရာတန်ကြီးအနေနဲ့ပြီးနိုင်တယ်ဒါပေမဲ့ဒီတန်ရာတန်ကြီးထပ်ပို့ပြီးတော့ တောင်းခဲ့မယ်တောင်းဆိုခဲ့မယ်ဆိုလို့ရှိရင်ဆက်ကြုပ်ကိစ္စအဆင်မပြေဘူးဆိုလို့ရှိရင်ဒီနေရာဒီမှာကိုနာတေးကိုရောင်းချနိုင်ဖို့ရှိရဆိုပြီးတော့ကျွန်တော်ဝင်းဝင်းထဏာတချို့ကပို့တွေရပြီးရပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါကျော်တီတော့ဒီနေ့လာရောက် share လုပ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြောရတဲ့မှာအမှားပါခဲ့တယ်နားလည်ကြပါလို့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲကောင်းမွန်သောနေ့တွေကြားပါစေဆုမွန်ပါတော့ဘူး